ဟာလလုယရခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ချက်တော်ကြီးကိုမောင်တို့မဒီနေ့ကျွန်တော်တို့အရောက်တိုင်းရဲ့အသက်တာထဲမှာဖယားသခင်ကကျွန်တော်တို့ယုံကြည်သူရော အမှုတော်ဆောင်ရောအားလုံးကိုကောင်းကြီးခံစားဖို့နိလန့်နေချတာပြီးသားကောင်းကြီးမင်္ဂလာလဲပေးပြီးသားပေးပြီးသားဆိုကောင်းကြီးမင်္ဂလာထဲမှာတော့မနော်ပြည့်စုံတဲ့ကောင်းကြီးကောင်းကြီးမင်္ဂလာဤပြည့်စုံခြင်းဆိုတာအေဝံဂေလိတရားထဲမှာပါတယ် ဆိုကျွန်တော်တို့ကိုဖယားရှင်ကကောင်းကြီးခံစားစေခြင်းတော့ကြောင့်အေးဥငလီတရားထားထားတာဟုတ်လားဆိုဒီနေ့ယုံကြည်သူများအမှုတော်ဆောင်များအသင်းတော်များမိသားယာများအားလုံးကောင်းကြီးခံစားဖို့ဘုရားခင်စီစဉ်ထားပြီးသားကောင်းကြီးပေးပြီးသားဖြစ်တယ်အဲ့ဒီကောင်းကြီးမင်္ဂလာကိုဘယ်လိုရယူမလဲဘာကြောင့်ဆုံးရှုံးရသလဲဒီအရာလေးကိုကျွန်တော်ဝေငှသွားမယ်ခဏဆူတောင်းရအောင်အဖကတော့ကိုကျေးဇူးတင်တယ် ီကနေ့အတွက်ချီးမွမ်းပါတယ်နှုတ်ကွက်တော်ကိုဖွင့်ပြအလင်းပေးမဲ့ဘုရားသခင်နာမဘုန်းကြီးပါစေအတ္တတာများကိုဆက်ကတ်တယ်ဖအရှင်ယေရှုနာမ၌ယိုသေးစွာဆုတောင်းပြီးအနံပါတယ်ဖဖျာအာမင်အာမင်โอเคတခင်ယေရှုကောင်းငင် တက်ကြွကန်ဒီမှာမှားခဲ့တဲ့စကားအစ်မတန်အရေးကြီးပါတယ်အရေးကြီးပါတယ်မြေကြီးပေါ်ကြွလာတဲ့နေ့ကနေကောင်းငင်တက်တဲ့နေ့ဒီပြောတဲ့စကားအားလုံးအရေးကြီးတယ်အဲ့ထဲမှာမှကောင်းငင်တက်ကြွကန်ဒီမှာပြောတဲ့စကား တာ၍အရေးကြီးတယ်လို့ကျွန်တော်တို့သဘောပေါက်မယ်လို့မျှော်လင့်ပါတယ်။ရှင်မာကုခန်းကြီး16အပိုင်းငယ်15တင်တော့ဒီလောကီနိုင်ငံအယက်ယက်ရှိသမျှတို့တွား၍ဝေနေယတတဝအပေါင်းတို့အားအေဝံဂေလိတရားကို ဟောကြလော့။တခင်ယေရှုကတပည့်တွေကိုမှားတယ်။တင်တော့ဟာလောကီနိုင်ငံအယက်ယက်ရှိသမျှကိုတွားလူမျိုးတကာကိုအေဝံဂေလိတရားဟောပါ။အေဝံဂေလိတရားဟောပါ။ ဆိုတော့အဲ့ဒီအေယုန်ကလေးတရားဘာကြောင့်ဟောခိုင်းသလဲအဲ့ဒီအေယုန်ကလေးတရားကလေကောင်းကြီးမင်္ဂလာပြည့်စုံခြင်းပါတယ်နော်ယောမအခန်းကြီး15အပိုက်ငယ်29သင်တို့ရှိရာသို့ငါရောက်လာသောအခါခရစ်တော်ဤအေယုန်ကလေးတရား၌ပါသောကောင်းကြီးမင်္ဂလာပြည့်စုံခြင်းနှင့်ရောက်လာမီကိုငါသိ၏ကြည့်ပါအေယုန်ကလေးတရားထဲမှာဘာပါလဲ 高级命格啦，别着急。高级命格啦，路没标。高级命格啦，别着急。别着急呢，喏，别着急呢，高级命格啦。阿达这个，英雄里底阿达没怕的。阿罗，底内英雄个里老怕，英雄个里会阿怕，打退看怕，怕将嘞。阿天嘛高级命格啦怕的。底内英雄个里老内那个高级呗，高级呗喏。打将罗英雄个里老不一没得嘛，阿野鸡嘞。打将嘞。 မှားထားတာဖြစ်တယ်အေယုန်ကလေးသွားပါအေယုန်ကလေးလောက်ပါအဲ့ဒီအေယုန်ကလေးထဲမှာကောင်းကြီးရှိတယ်တကယ်ပဲသခင်ယေရှုနောက်လိုက်ဒဗိတော်တွေကိုယေရှုဒါပဲမှားတယ်အဲ့ဒီတပည့်တော်တွေအေယုန်ကလေးလောက်တဲ့ပြောင်းလဲလာတယ်ပြောင်းလဲလာတဲ့လူတွေကိုသေချာပြုစုတယ်ပြီးတော့ဗာမှားလဲတပည့်တော်တွေကအေယုန်ကလေးလောက်ပါအေယုန်ကလေးဆက်လောက်တဲ့သူတို့အပြည့်သူများ ပြောင်းလဲတယ်သူတို့ရဲ့အသက်တာကိုတိဆောက်ပေးရတယ်တိဆောက်ပေးပြီးဆက်ပြီးဗာမှားလဲနောက်လူတွေက အေးဝံဂရီလောက်ပါဒါပဲဆက်မှာတဲ့အေးဝံဂရီလောက်ရင်လည်းကောင်းကြီးမင်္ဂလာပြည့်စုံလာမယ်တပြေးပြေးဖခင်မဆာရင်နေခန်းစားလာရဒါပေမဲ့တတိထာရမှာကအေးဝံဂရီလောက်ရင်လောက်ရင်နဲ့အောင်မြင်လာတယ်တနည်းပြောမယ်ဖခင်ကောင်းကြီးခန်းစားလာတယ်ဝမ်းမြောက်ခြင်းတွေရလာတယ်အဲ့ဒီခါမှာကြာတော့လေလူကဘာဖြစ်သွားသလားအေးဝံဂရီဆိုတာနာမည်ပဲရှိတော့တယ် ဲ့ဒီအေယုံကလေးတရားတွေမှာကျင့်နေပြီးပျော်ပြီးတော့မှအဲ့ဒီယုံကြည်သူတွေနဲ့ပဲတခြင်းဆိုလိုက်စားလိုက်တောက်လိုက်ဖျားရှိခိုးလိုက်ဆူတောင်းလိုက်ဘာသာရေးဖြစ်သွားတတ်တယ်ဖြစ်သွားတတ်တယ်ဖြစ်တယ်မပြောဘူးဖြစ်သွားတတ်တယ်အေယုံကလေးမလုံတော့ဘူးနာမည်ပဲရှိတယ်အေယုံကလေးဆိုတာဟုတ်လားသူတို့ကအဲ့ပြောင်းလဲလာတဲ့လူနဲ့ဆူမယ်စကားပြောမယ်ဆူမယ်စကားပြောမယ်စားမယ်တောက်မယ် ိုက်ထဲမှာပျော်သွားရောနောက်အေးဥင္လီမလုတော့နာမည်တော့အေးဥင္လီပဲဒါလက်တွေ့မှာမဖြစ်လာတော့မလုတော့အိုက်ထဲမှာသူတို့ဂျင်းနေပြီးပျော်နေတာအဲ့ဒါကို comfort zone လို့ခေါ်တယ်အိုက်ထဲမှာတက်တောက်တက်တာနေသားကြသွားကြတယ်အရင်တုန်းကတော့ဘလောက်ခက်ခက်အေးဥင္လီလုတယ်အေးဥင္လီလုလို့မောက်ထုတ်ခံရတယ်ပျော်တယ် hallelujah ပဲအေးဥင္လီလုလို့ဟလာအခက်ခဲတွေ့တယ်ပျော်တယ် hallelujah ပဲ ဘာလို့လဲအေဝံဂေလိထဲမှာတောက်လောင်နေတဲ့အချိန်လေအရောက်ဝမြောက်တယ်အခုတော့ကိုလဲစားဖို့တောက်ဖို့အဆင်ပြေနေစရာလဲအဆင်ပြေဟာလားစီးဖို့မော်တော်ကားလဲအဆင်ပြေအေဝံဂေလိလဲတိမ်မလို့တော့အေဝံဂေလိလှုပ်တဲ့လူလဲအထင်မကြီးတော့ကိုတိုင်လဲအေဝံဂေလိထဲမှာပါဝင်တော့တတ်တောက်တတ်တာနေသာကြသွားကြပြီတရားဟောဆရာတွေလဲဒီလိုပဲခရိယာတွေလဲဒီလိုပဲအသေးတော်တွေလဲဒီလိုဖြစ်သွားပြီလက်တွေ့အေဝံဂေလိတရားတွေမှာသူတို့မရှိတော့ဘူး နာမည်တော့ရှိတယ်အေယုန်ကလေးလက်တွေ့မှာသူတို့မရှိဘူးအဲ့ဒါဆိုတော့အဲ့ဒီလိုမျိုးတတ်တောက်တတ်တာဖြစ်သွားတဲ့အသင်းတော်ရှိလားရှိတယ်ကျမ်းစာမှာအဲ့ဒါဘယ်မှာလဲတမန်တော်ဝိတုအခန်းကြီး၈အပိုင်းငယ်၁ကနေ၄မှာယေရုရှလင်အသင်းတော်အဲ့ဒီအသင်းတော်ကလေအိုးယုံကြည်သူလည်းရှိငွေလည်းရှိအင်အားလည်းရှိအေယုန်လည်းမသွားတော့သူတို့ဘေးနားမှာရှမာရီဆိုတာရှိတယ် ိုက်ရှမာတိဆိုတာဖျားမြုံမှုတိမ်ငရေကြကုန်တော့မှာအဲ့ဒါယေရုရှလင်အသင်းတော်ကလူတွေအေယုန်ကလေးသွားပါလားရှမာတိကိုသွားပြောပါလားမပြောဘူးသူကသူတို့အသင်းတော်ထဲမှာဂျင်းနဲ့ပျော်ပါအဲ့နာမှာသူတို့တတ်တောက်တတ်တာနဲ့နေရင်းနဲ့ပျော်နေတာဟိုလူတွေကိုအေယုန်ကလေးသွားမလုပ်ဘူးဂျင်းတော်ဒါမျိုးအခုခေတ်လဲရှိတယ်အသင်းတော်ထဲမှာပျော်တတ်တောက်တတ်တာနဲ့ဟာလားနာမည်တော့အေယုန်ကလေးဆရာနာမည်တော့တရားဟောဆရာ အင်းဥကလေးကမထွက်ဘူးဖခင်เจ้าမှာကပ်ပြီးအဲ့မှာစားလိုက်တောက်လိုက် ပေးတာယူလိုက်ကျွေးတာစားလိုက်အဲ့ယုံကြည်သူနဲ့ပဲတယုံယုံဟောဘေးနာလူတွေငရေကြကုန်ပြီအဲ့ဥလေးသွားမဟုတ်ကြဘူးအဲ့ဒါယေရုရှလင်အသင်းတော်အဲ့လိုဖြစ်ခဲ့တယ်တမန်တော်၈တိကနေလေးမှာကဲကောင်းပြီးတင်အင်းဥကလေးမသွားတော့ဖခင်သခင်ရဲ့အစီအစဉ်ကပြတ်လို့မရဘူးလေဖခင်ကတင့်ကိုမြေကြီးပေါ်မှာထားတာအင်းဥကလေးသွားဖို့ပဲအဲ့တော့တင်ကမသွားဘူးဆိုတော့ဖခင်ကဘာလုပ်ရလဲတင့်ကို အတင်းသွာခိုင်းရမဒါနောပင်ကစေတနာနဲ့မသွာတော့ဖခင်ကတင့်ကိုပါလဲဝေဒနာနဲ့သွာခိုင်းရတယ်ဘာဖြစ်သွားလဲအဲ့ဒီယေရုရှလင်အသင်းတော်ကိုယောမဆွေရလာပြီးနှိပ်ဆက်အကုန်ဖမ်းတယ်ဖခင်ကြောင့်ချိတ်ပိတ်အဲ့မှာလူတွေထွက်ပြေးတာယုံကြည်သူလဲပြေးတမန်တော်လဲပြေးတပည့်တော်လဲပြေးโอ้เอวลิเซียเนี่ยอกုံถั่วปี้ย่าราพังกามาจ้าวลุถั่วปี้มายောက်เตเนี่ยมาตรุบาเลุเล အေဝံဂေလိဟောတာယောမဆိုရလာဖန်းထောင်တဲ့ထဲအဲ့ကြမှာထွက်ပြေးပြီးရောက်တဲ့နေရာမှာအေဝံဂေလိဟောတာအဲ့ဒါတမန်တော်ရှစ်အပိုင်ငယ်လေးကျွန်တော်ဖတ်မယ်ထို့ကြောင့်အယက်ရက်တို့ကွဲပြားသောသူတို့သည်လှဲ့လေ၍နှုတ်ကပတ်တော်တည်ဟူသောအေဝံလိတရားကိုဟောပြောကြ၏အဲ့ဒီကြမှာပဲဘာလို့ပြီလဲဆိုလို့ရှိရင်နှုတ်ကပတ်တော်လိုက်ဟောတော့တာကဲတင်ချင်းလိုက်ဟောတော့တာအေဝံဂေလိလိုက်ပြောတော့တာ ပြောရင်ပြောရင်နဲ့ဖိလပုလို့ခေါ်တဲ့သင်းထောက်ကတမန်တော်ရှစ်၅ကနေရှစ်မှာသူပဲရောက်သွားလဲဆိုထွက်ပြေးနေရှမာရီမြို့ရောက်သွား ရောရှမာရီမြို့ရောက်တဲ့အခါမှာအဲ့ဒီရှမာရီမြို့မှာသူလဲအေယုန်ကလေးဟောတာစောစောတွေကဟောပါလားသွားပြီးတော့မသွားတဲ့အတွက်ဘာဖြစ်လဲယောမအစိုးရလာနှိပ်စက်တဲ့အဲ့ကြမှာထွက်ပြေးပြီးဟိုမှာအေယုန်ကလေးသွားဟောတယ်အေယုန်ကလေးဟောတဲ့အခါမှာအဲ့ဒီမှာလေအန်အောစရာ၅ခုဖြစ်တယ် ရေးထားတယ်နော်တိကပါလေနမိတ်လက္ခဏာဖြစ်တယ်နံပါတ်2အဲ့ဒီလူတွေကညီညီညွတ်ညွတ်နဲ့နားထောင်တယ်နံပါတ်3နတ်ဆိုးရှိတဲ့လူတွေနတ်ဆိုးထွက်သွားတယ်နံပါတ်4ကိုမလုံနိုင်တဲ့သူတွေကိုခန္ဓာလှုပ်လာတယ်ခြေမစွမ်းတဲ့သူတွေခြေစွမ်းလာတယ်မြို့သူမြို့သားတွေဝမ်းမြောက်ခြင်းခံစားရတယ်အလွန်ဝမ်းမြောက်ခြင်းခံစားရတယ်ဟာလေလုယာ ဖယားရှင်အောဘွယ်အမှုပြုတာကိုဖိလိပ္ပုမြင်ရတယ်အဲ့ဒီမှာဖိလိပ္ပုမြင်ရတယ်ဆိုတော့တကယ်တော့ဖိလိပ္ပုအဲ့ဒီနေရာကိုစေတနာနဲ့ရောက်တာလားဝေဒနာနဲ့ရောက်လာတာလားဝေဒနာနဲ့ရောက်လာတာယောမဆိုရဖမ်းလို့ပြေးတာမဟုတ်လားဒါကြောင့်မလို့အေးဥင္ကလေးတရားဆိုတာစေတနာနဲ့ပြောရတယ်စေတနာနဲ့မပြောရင်ဝေဒနာနဲ့ပြောရတဲ့အခြေရောက်လာလိမ့်မယ်ဒါကြောင့်ဒီနေ့ online ကခေါ်အပ်ယူနေတဲ့မိဘညီကိုမောင်နှမများအားလုံးကိုအားပေးခြင်းနဲ့ အေယုန်ဂေလိလောက်ပါအေယုန်ဂေလိထဲမှာပါဝင်ကြပါဘုရားကျောင်းထဲမှာပဲနိုင်ငံလေးဘက်ကြားမှာပြောမနေကြနဲ့ဘုရားကျောင်းမသွားရဘူးပြောတာမဟုတ်ဘူးဘုရားကျောင်းနာကဲပြီးခိုကက်စားတောက်ပြီးတော့မှဘုရားကျောင်းကကိုယ့်ရဲ့ထမင်းအိုဖြစ်မသွားနဲ့ဟုတ်လားတကယ်ပဲအေယုန်ဂေလိထဲမှာတကယ်စေတနာနဲ့ပါဝင်ကြပါဝမ်းမြောက်ခြင်းခံစားရမယ်ပြည့်စုံတဲ့ကောင်းကြီးခံစားရမယ်အကယ်၍သင်ဒီအေယုန်ဂေလိတဲ့သင်ကိုဘုရားခေါ်ထားတယ်သင်အေယုန်ဂေလိကိုစေတနာနဲ့မလုပ်ရင် နောက်ဆုံးတော့ဝေဒနာရပြီးတော့လှုပ်ရမှာဖြစ်တယ်။အဲ့ကြရင်လည်းသူများပြောင်းလဲမှာပဲ။နမိတ်လက္ခဏာဖြစ်မှာပဲ။ဒါပေမဲ့သင်ရဲ့အတ္တဓာတ်မှာအဲ့ဒီကောင်းကြီးမင်္ဂလာဆိုတဲ့ဝမ်းမြောက်ခြင်းသင်ခစားရမှာမဟုတ်ဘူး။စေတနာနဲ့လှုပ်လို့ကောင်းကြီးခံစားရတော့လဲပဲ။ဝေဒနာနဲ့လှုပ်တဲ့အခါမှာလုပ်ငန်းတော့အောင်မြင်တယ်ကိုယ်တွေကောင်းကြီးမင်္ဂလာတိတိကျကျမဖြစ်ဘူး။ဒါကြောင့်မလို့ဒီနေ့ online ကခွန်အားယူနေတဲ့မိဘညီအစ်ကိုမောင်နှမများကိုအားပေးခြင်းနဲ့တစ်ချိန်လုံးကပြောင်းလဲလာတဲ့ပြောင်းလဲကစားမှပြင်းထန်တဲ့လှုပ်တဲ့ ကြာလာတော့ comfort တတောက်တတာဖြစ်သွားတယ်ဘာမှအေဦးလီလည်းမလုပ်တော့ဘူးအိုက်ကြရဲ့ဘုရားသခင်ကတင့်ကိုပါလဲဝေဒနာနဲ့လုတ်တဲ့အချိန်နေဆက်ရောက်သွားတတ်တယ်နော်ဒါကြောင့်စေတနာနဲ့လုတ်မလားဝေဒနာနဲ့လုတ်မလားကြိုက်တာရွေးပါအေဝံဂေလိတရားကိုတော့လုတ်ကို လုတ်ရမှာဖြစ်တယ်အာမင်ဒါကြောင့်အခုချိန်မှာတတ်တောက်တတ်တာဘဝမှာကျင့်နေနေသောသူများရှိရင်ခက်မြန်မြန်နောင်တရကြပါငါ့ကိုဘုရားခင်ကအေးဥငလိအတွက်ခေါ်ထားတယ် ဆရာမမဟုတ်ဘူးအတင်းသားတွေအားလုံးလည်းအေးဥငလီလုပ်ရမယ်ငါ့ကိုဘုရားရှင်အေးဥငလီတဲ့ခေါ်ထားတယ်ငါခုတက်တက်တာတာနဲ့နားနေတာဘယ်နှစ်နှစ်ရှိပြီလဲဟုတ်လားခတ်မြန်မြန်ကိုကိုကိုပြန်နှိုးစော့ပါငါအေးဥငလီတရားထဲမှာတွားရမယ်စေတနာနဲ့တွားရမယ်စေတနာနဲ့မတွားရင်ဝေဒနာနဲ့တွားရတဲ့အခြေရောက်လာလိမ့်မယ်ဒါကြောင့်ငါကတော့ဝေဒနာနဲ့မတွားနိုင်ဘူးဟဲ့စေတနာနဲ့ပဲတွားမယ်ဆိုပြီးနှလုံးသားကိုပြင်ဆင်ပြီးအတ္တတာကိုဆက်ကတ်ခြင်းနဲ့သူများရှိရင်ရှိတဲ့နေရာမှာမတ်တက်ရပါကျွန်တော်နဲ့အတူဆုတောင်းရအောင် အဖကိုရောကိုကျေးဇူးတင်တယ်ကိုရောကောင်းမြတ်တဲ့ဘုရားဖြစ်ပါတယ်ကျေးဇူးပြုတဲ့ဘုရားဖြစ်ပါတယ်ကျွန်တော်မဆာရောက်တိုင်းရဲ့အသက်တာကိုကိုရောကျေးဇူးပြုပါတရှင်သောဝိညာဉ်တော်မဆာပါကိုရောလက်တော်စံတန်းပါကိုရောဘုံတော်ထေရှားစေပါတကိုးတော်နဲ့မဆာပါကြီးသောအမှုကိုဘုရားရှင် ပြုတော်မူပါအိုဘုရားရှင်လက်တော်ရဲ့အနန္တဘကိုရောနာမကိုချီးမြောက်ပါတယ်အဖာဒီနေ့ကျွန်တော်ဆုတောင်းတယ်တစ်ချိန်လုံးကအင်္ဂလိပ်ထဲမှာတောက်လောင်သလိုကျွန်တော်တို့ကိုပြန်လဲတောက်လောင်စေပါဘုရား အေးုံလီတရားထဲမှာမတောက်လောက်တော့ပဲနဲ့ဖခင်เจ้าမှာ အိတ်လိုက်စားလိုက်ပျော်လိုက်ပါလိုက်နဲ့အိုးအချင်းကိုဖြောင်းနေတဲ့သူတွေကျွန်တော်ဖြစ်ခဲ့တဲ့အရာတွေနောင်တရတယ်ဒီကနေ့ထိုးအရာများကိုတောက်မှတ်နေဖာပြန်လဲပြီးမှအေးုံလီထဲမှာတောက်လောင်ရတဲ့အခွင့်ကိုပေးပါဖခင်ရှင်စွဲခေါ်ပါစေတနာနဲ့အေးုံလီဟောတော်သူတွေဖြစ်စေပါဝေဒနာနဲ့သွားဟောတဲ့သူကျွန်တော်တို့ကိုမဖြစ်ပါစေနဲ့အခုကလေးကစေတနာစိတ်နဲ့အေးုံလီတရားကိုဝေငှတော်သူများပြရပါမိကြောင် အယောက်တည်းအသက်တာကိုအနန္တနဲ့အရှင်ယေရှုနာမ၌ယိုသေးစွာဆုတောင်းပါれဖဖျာအာမင်အာမင် thank you ဘေကလူကိုနှုတ်ဆက်လိုက်ပါစေတနာနဲ့သွားမလားဝေဒနာနဲ့သွားမလားအာမင် god bless you